်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တရုတ်ဤအနရေများလာသောကစားပွဲစစ်အုပ်စုသည်ဘီဂျင်းမှညွန်ကြချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကောက်ွက်ပေးရန်နှင့်ဝင်ငွေရရရကြောင်းလည်းဖြစ်နေသည်ကတကြောင်းယခုအခါလက်နက်ကိုင်းများဒရုန်းများစစ်သင်းပေါ်များစက်တပ်ပါရာဂလိုက်တာများနှင့်ဂျင်းဤစီမံကိန်းများရှိရာလက်ပတောင်တောင်နှင့်ကျေးစင်တောင်တပ်ထုတွင်များရှိရာ စုပြုံရောက်ရှိလာကြပြီဖြစ်သည် မြန်မာစစ်တပ်သည်တရုတ်ဤမျက်နှာသာအဖိခတ်ရဖို့အတွက်ကြမ်းကျင်နိုင်ကြံရမ်းကျင်နိုင်ရန်ဖို့ဖွင့်မလေးကြတော့လက်နက်ကင်စစ်သားများကလည်းရွာများကိုမီးရှို့လူရက်လေးချောင်းမှပစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမည်များကိုရှင်းပေးနေကြသည်မြန်မာဝက်စနဲဤအစီအစဉ်ခန်းစာအရာ2022ခုနှစ်နဲ့2023ခုနှစ်တွင်ကြေးရွာပေါင်း22ရွာကိုမီးတင်ရှို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်ထို့တွင်တရုတ်ကုမ္ပဏီဝန်ပေါင်းသည်ဤနေရာကို34.8စက်တူရိုင်းကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့သည်စကိုင်းတိုင်းအတွင်းရှိတတိယမြောက် တကောင်းတောင်ညီကဲတထုတွေအားအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိန်းချုပ်ထားနိုင်ခဲ့သည်တရုတ်ပြည်အာနာသိမ့်ပြီးချိန်ကစ၍ယခုတိယင်းနှမြုံနယ်လာခဲ့ဒီမှာဒေါ်လာတန်930အထိရှိလာပြီဖြစ်သည်ဒေသခံများကလည်းဘေးလွတ်ရာတရုတ်ပိုက်လိုင်းကြီးများအနီးတွင်ခိုးလုံနေကြပြီဖြစ်သည်ပပလဲတွင်မိုင်းများချထား၍တိခိုက်သိကျမှုများရှိလာနေသည်ထိုပိုက်လိုင်းကြီးများသည်ရန်ပြေကျော်နှင့်မရီကျော်တို့မှသွေတန်းလာခြင်းဖြစ်ပြီးပထမတစ်ခုသည် အရမန်ပင်လယ်ရှိတဘာဝတက်ငွေများတည်ဆောင်ပေးပြီးဒုတိယပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေသည်တရုတ်ဘက်ကခီးရှေမိုင်ပေါင်း1200ခန့်တပ်သားသွားတော်လဲစေအုပ်စုအဖို့ကနိုင်ငံတွင်းရှိလျှက်စစ်တပ်အားလုံလုံလောက်လောက်မရရှိသည်လူတို့၏ရှုံချလောင်ပြောင်စရာဖြစ်နေခဲ့သည်တရုတ်တို့ကတက်ငွေပိုက်လိုင်းတစ်လျှောက်စက္ကန်းလေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေသည်ဟုသိရသည် အဆိုပါပိုင်လိုင်းများသည့်တရုတ်မြန်မာစီးပွားရေးစင်းကြံလမ်းမစီမံကိန်း၏တစိမ့်တစ်ပိုင်းဖြစ်ပြီးချီချင်းမင်ကားပင်၎င်း၏ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတွေကထိတ်တန့်ဦးစားပေးဟုပင်ပြောဆိုထားပြီးဖြစ်သည်။ဤသည်ကပင်၎င်း၏မြန်မာတနိုင်ငံလုံးကိုမြည်သို့ကင်ွယ်ရမည်အပေါ်သဘောထားလမ်းညွှန်ချက်တရက်ဖြစ်လာသည်။သို့သောတရုတ်မှအပေါ်ထက်အဆောက်အုံများကိုအသားတွေကလောက်ထွက်သည့်စစ်အုပ်စုကိုအားပြုပြီးမြမမြေပေါ်တွင်တိုးချဲ့နေမှုသည်၎င်းတို့အတွက်အနာဂတ်တွင်ရင်မအေးစရာဖြစ်လာသည်။ အကဲ၍ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးအမေရိကန်နှင့်ဆစ်ဖြစ်လာပြီးဆိုကာထိုးပိုက်လိုက်ညသည့်အမေရိကန်လေတပ်၏ပထမဆုံးတိုက်ခိုက်ချေမှုန်ခြင်းကိုမလွဲမသွေခံရတော်မူဖြစ်သည်လော်လော့ဆဲတွင်တရုတ်တို့ကမထီရက်မကန်ရက်စရာပစ္စည်းတစ်ခုတစ်ပွဲသဘောထားနေတော့လေထိုးပိုက်လိုင်းများဖြတ်တန်းရသည့်ဂျီရင်းစစ်မိကြီးအရှိန်တကြီးကြီးတောက်လောင်ရဒေသဖြစ်နေသည်တရုတ်သည်စစ်အုပ်စုအားဒေါ်လာတန်250ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီး ဖြစ်တော်လဲ၎င်းတို့ဖြစ်စေခြင်းတလို့ထိခိုက်မှုမရှိဖြစ်နေ၍၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတက်သားများဆေလွတ်ပေးရသည့်အထိရုပ်ပြင်စင်ပြက်ဖြစ်လာနေသည်တရုတ်တို့မြမမြေပေါ်တို့ထို့တို့ကျူးလွန်လာနေမှုအတွက်လူတို့မှပိုက်လိုင်းများကိုဖောက်ခွဲပြရန်အထိဒေါသတကြီးတောင်းဆိုလာနေသည့်အတွက်ဒေါ်လာရေးအုပ်စုများကထိန်းသိမ်းသိမ်းသိမ်းကင်တွယ်နေရသည်ဧဒီကိုရိတ်စားမိတော့ဘီချင်းဒီလဲစေအုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတဆင်ဒရုန်းနှင့်ထောင်လိုင်းရင်းနီးပညာများလူတလောက်ပံ့ပိုးပေးလာနေသည် ရခိုင်ပြည်နယ်တွင်တော့ပိုင်လိုင်းအားတဏီယာမှလွယ်၍ကြံအပိုင်းများကိုအရကတတ်တော်မှထိန်းချုပ်ထားပြီးဖြစ်နေသည်။ပိုင်လိုင်းများမှဓာတ်ငွေခွဲရန်ပေးနေသည့် off take စခန်းများအားလည်းဒေါ်လာရေးတညာကသိမ်းယူထားပြီးဖြစ်သည်။တရုတ်ကောင်းဆောင်များအဖို့အိမ်မပျော်စားမဝေရတတ်မအေးစရာဖြစ်နေသည်။၎င်းတို့၏အနာဂတ်စည်ရေးရီမှန်ချက်များအတွက်ထောက်ပံ့ရေးလမ်းကြောင်းများသည်ပြီးသူများခံမှန်း၍မရသောဒေါ်လာရေးတညာ၏လက်ဝယ်တွင်ရှိနေပါလားဆိုသည့်အတွေးများကြောင့်ဖြစ်သည်။ တရုတ်ကွန်မြူနတီပါတီသည်မြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုများကိုစစ်အုပ်စုမှကင်ထွင်နိုင်လိမ့်မည်ဟုရှော့တွက်ခဲ့ရမှာထင်သလိုဖြစ်မလားပဲမခံမနိုင်သည့်အရှုပ်အထွေးများကြာရောက်လာနေပြီဖြစ်သည်ကိုကန့်ဒီတာတွင်လည်းကိုမွေးသည့်မြောက်ကိုပြန်ခြောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငယ်နှင့်လောက်ကင်တွင်ထွက်ပေါ်လာခဲ့သည့်နမူနာများလည်းရှိနေသည်ရှင်းနေတွင်ပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရသည့် မင်းမိသားစုဝင်အားလုံးကိုတည်ထံပေးလိုက်ပြီးဖြစ်သည်။ထိုအရေးကိုဖြည့်ရှင်းရန်နှင့်အွန်လိုင်းငွေလိမ်ကိုင်းများ၏ကြံ့ရပါဖြစ်နေသောစေအုပ်စုအားသင်ငန်းစာပေးရန် MNDAA ကိုမီးစိမ်းပြလာသည်။ MNDAA သည်လည်းအခွင့်ကောင်းယူကာညီနောင်သုံးဖော်မဟာမိတ်အဖွဲ့နှင့်အတူလာရှိုးအထိတက်သိမ်းပစ်ခဲ့သည်။စေအုပ်စုပြိုလဲတော်မူအကြောင်းကြောင့်တရုတ်တို့ချိန်မကိုင်ပြီးလက်မကိုင်ပြီးဖြစ်လာက MNDAA ခေါင်းဆောင်ကိုပြန်ပေးစွင်ချယ်လီပြက်စနစ်နဲ့အကုန်ပိတ်ဆို့ကလာရှုကိုပြန်ပေးရသည့်အထိအကြက်ကင်ခဲ့သည် တရုတ်အစိုးရသည်မြင်အောင်လိုက်အားနိုင်ငံအကြီးအကဲဖြစ်အတိမတ်လည်းမပြုတန်းတူရည်တူလည်းမဆက်ဆံခြင်းသို့သောအခြေမလားဖြစ်လာနေသည်ကိုမြင်တွေ့လာရ၍2024နိုဝင်ဘာလတွင်မဲခေါင်အစည်းအဝေးလာတက်ဆိုကပြည်ဝင်ခွင့်ပေးလာခဲ့သည်စေအုပ်စုအားအရေးရှင်မရှိမှန်းသိတော်လဲအာနာရှင်များဖြစ်၍လည်းတော်လန်ရေးအုပ်စုများထက်ပို၍အသုံးဝင်မှန်းကျုံနန်ဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြပြီလည်းဖြစ်သည်ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်ထုနှင့်ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြသည် သို့သောကချင်တို့ကအလျှော့မပေး၍ဆွေးနွေးရဖို့အတိဖြစ်လာခဲ့သည်တရုတ်သည်ထို့သို့အချိန်ညကြာမှမြန်မာနိုင်ငံတွင်ရေအားလျက်စစ်စည်းမှန်ကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားသည့်6ဖြူရေနှစ်စိတ်ကန်အတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ချပြန်သည်ပြီးရထားလန့်ဖောက်လုပ်ရေးစည်းမှန်ကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံဖို့ရှိနေသည်လက်ရှိတွင်မြန်မာသည်အချုပ်ချာအနာပိုင်သီလဟုမိစရာဖြစ်လာသည်တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်များစွာအကြွေးတင်နေသည် မြန်မာရှိနိုင်ငံရေးသမားများလည်းအထုတ်လိုက်ခွဲ၍ကွန်မြူနတီပါတီဗဟိုသင်္นานကြောင့်တွင်သဘောတရားရေးသင်္นานတက်နေရသည်ကံယူတန်းရေးတက်စခန်းသည်လည်းတရုတ်ရေးတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေကြပြီဖြစ်သည်လက်ရှိတွင်အပြည့်ခက်ရက်စက်ရေးအမကူတော့ပဲတရုတ်သည်ရွေးကောက်ပွဲလှုပ်ခိုင်းလာသည်စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုသည်ကလည်းတရုတ်တို့နားလေလွယ်သည့်အတိုက်ခံမရှိသောရွေးကောက်ပွဲမျိုးဖြစ်သည် တရုတ်တို့စီမံနေသည်ကတရားဝင်အစိုးရပုံစံအယောင်ချေပေးပြီးကံမကောင်အကြောင်းမလားဖြစ်နေရှာသည့်မင်းအောင်လိုက်ကိုဖေရှားနိုင်ရန်ကြံစီနေခြင်းဖြစ်သည်၎င်းတို့၏ဝင်ရောက်ဆွတ်ဖတ်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာသောပြဿနာကိုပုံမှုရှုပ်ထွေးလာတော်မူဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်နောက်ထပ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နှင့်အထူးရောက်အလိညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ရန် နိုင်ငံတကာသို့တမ်းမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နှင့်စစ်တပ်၏အတူရောင်းအလိညာရွေးကောက်ပွဲကိုဆန့်ကျင်ကပ်ကွက်ကြရန်နိုင်ငံတကာသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအငြိမ်းစားကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်။စက်တင်ဘာလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ ုလသမဂ္ဂဌာနချုပ်အဆောက်အုံတွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအစည်းအမြစ် conference high level conference on the situation of rohingya muslim and other minority တွင်၎င်းကအထက်ပါတိုင်တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုစလေတမ်မတ်ကြီးဦးကျော်မိုးထွန်းက rohingya muslim များ၏အခြေအနေသည်ကာလကြာမြင့်စွာဖြစ်ပေါ်နေပြီး ကြီးလေသောလူသားချင်းစာနာထောက်ထားမှုနှင့်လူခွင့်ရေးဆိုင်ရာအကျက်တဲကိုဖော်ပြလျက်ရှိကြောင်းလက်ရှိအခြေအနေ၌စစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ရိုဟင်ဂျာများနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာဆန္ဒအလျောက်ပြန်လည်တွားရောက်နိုင်ရေးအတွက်အချိန်တို့အတွင်ဖြစ်လာနိုင်ပေအလားအလာဤတို့များမတွေ့မြင်ရကြောင်းပြောဆိုပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2021ခုနှစ်တွင်ရိုဟင်ဂျာအရေးအတွက်မူဝါဒယက်တီချက်ကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာအရေးကိစ္စဖြေရှင်းရေးကိုအစိုးရမှလျှောက်လန်းနေသည့်ပင်မပန်းနိုင်ဤတစိတပိုင်းအဖြစ်ဂတိကဝတ်ပြုထားကြောင်းနေရက်ပြန်လည်သွားရောက်ရေးအတွက်အထောက်အပံ့ဖြစ်စေမဲ့ပတ်ဝန်းကျင်ကောက်တစ်ခုဖန်တီးနိုင်ရေးအတွက်စစ်အာဏာရှင်စနစ်နှင့်အယက်သားပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်နေသည့်ရက်ဆက်ကြမ်းကြုတ်မှုများအားချုပ်ငြိမ်းရေးတို့ကိုဥစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကဆိုပါရယ်ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတရက်လုံးခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်တဲ့ဖြင့်စစ်တပ်အားနိုင်ငံရေးစစ်ရေးနဲ့ငွေကြေးအရာထောက်ပံ့မှုမပေးရနှင့်၎င်းတို့စီစဉ်နေသည့်အတုရောင်အလိညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာအသိုက်အဝန်းကိုအကြံပြုလိုကြောင်းရိုဟင်ဂျာမုစလင်များနှင့်အခြားသောလူနေစုများ၏အခြေအနေအားဖြေရှင်းရာတွင်ပြဿနာဤစစ်မြေအားမဖြေရှင်းပေမဖြစ်နိုင်ကြောင်း စစ်အာဏာရှင်စနစ်နဲ့၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့အဆင့်တစ်ဆိုင်အကျိုးခံစားခွင့်ရရှိနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်အောင်ချုပ်ငိမ့်နိုင်မှသာလျှင်ရလက်ကောင်ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်းတမ်မတ်ကြီးကသတိပေးပါရယ်စစ်တပ်ရဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းစေခြင်းကလည်းရိုဟင်ဂျာမိသားစုများနဲ့အခြားသောလူနည်းစုများအပါအဝင်အိမ်နောက်စုအလုံးအတွက်ချိန်ချောက်မှုဖြစ်နေကြောင်းအပီပီဆိုင်ရာမှုကင်းခွင့်ရများသည့်လည်းမြန်မာနိုင်ငံတွင်လုံခြုံသည့်ရဝန်အားခြေကုပ်ယူထားကြောင်းရိုဟင်ဂျာအကျပ်အတဲအတွက် စစ်မှန်ရိုးရှင်းသောအားလုံးပါဝင်သော Federal Democracy ကသာလျှင်အလားအလာကောက်မှွန်သောရေရှည်တည်တတ်သော ဖြည့်ရှင်ဤကိုစောင့်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်းတမ်မတ်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါသည်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအဆင့်မြင့်ကွန်ဖရင့်သို့ကုလသမဂ္ဂအထွေထွေညီလာခံသဘာဝပတ်တီကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှရှက်တီဂက်ဗနန်ဝူမန်ပီးစ်နက်ဝက်မြန်မာတည်ထောင်သူနှင့်အမှုဆောင်ညွှန်ကြားရေးမှူးမတ်ဝေဝေနူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Arakan Youth Peace Network တည်ထောင်သူ Mr. Rovit Hasan ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Rovit Hasan ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi Refugee Women Forum Peace and Justice ဤအမှုဆောင်ညွှန်ကြားရေးမှူး Mrs. Lucky Karen လူခွင့်ရေးဆိုင်ရာမဟာမင်းကြီး Mr. Bokatra Rohingya Student Network တည်ထောင်သူ Mr. Mount Sawit Drala နဲ့ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် AC Master အာသမန်ဟက်ဆန်တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။